ဝိတ်ဝိတ်ဝိတ်အိမ်မက်ထဲကိုသွားပြီးကိုလုံးချင်တာလုပ်လို့ရတဲ့ lucid dream ဆိုရဲအိမ်မက်ကို control လုပ်တဲ့အကြောင်းဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသွားမယ်ဗီဒီယိုလည်းမသွားခင်မှာကျွန်တော် channel မှာကျွန်တော်ထည့်ချင်တာဖြစ်ဖြစ်ကျွန်တော်ပြီးတက်ရဲကိုကျွန်တော်ဖြစ်ဖြစ်ဒီ phone number ဆက်သွယ်လို့ရတယ် လူတယောက်ကတညကိုအိမ်မက်3ခုကနေပြီးတော့ခုနှစ်ခုထိမှတ်လို့ရှိတယ်။ဒါပေမဲ့အဲ့အိမ်မက်က노ထပြီး9မိနစ်ဆိုရင်မေ့သွားတယ်။ဆိုတော့လူတယောက်ရဲ့အသက်တာ6မိနစ်ကျွန်တော်တို့ life တကွရဲ့6မိနစ်အိမ်မက်မှတ်ပြီးပဲအကုန်ဆုံးသွားတယ်။ဒါပေမဲ့ကျွန်တော်တို့ reality မှာကြည့်မယ်ဆိုတော့အဲ့အိမ်မက်တွေကို control လုပ်လို့ရတဲ့လူတွေရှိတယ်။နောက်မေးခွန်းတစ်ခုကတိရစ္ဆာန်တွေကအိမ်မက်မှတ်လားမမှတ်ဘူးလား။အဲ့ video ကိုကျွန်တော်နောက်တစ်ခုမှပြပြမယ်။တိရစ္ဆာန်တွေအိမ်မက်မှတ်လားမမှတ်ဘူးထင်တယ်။ message နေနေဘယ်လိုထင်လဲ။ အဲ့ဒါကိုကျွန်တော် comment မှာမှတ်ခဲ့ပြီးပါတော့တလေး sample လို့အိမ်မမှတ်တဲ့ထင်လဲတကယ်လို့အိမ်မမှတ်တဲ့ထင်လဲဆိုရင် yes အိမ်မမှတ်ဘူးထင်လဲဆို no အဲ့တော့ကျွန်တော် comment မှာမှတ်ခဲ့ပြီးပါဆိုတော့ကျွန်တော်အိမ်မတ်တွေကိုကြည့်မယ်ဆိုရင်ဒါအရင်တော့ကလူတွေရဲ့ခင်ကျက်ရာအုံနောက်ရဲ့မတိစိတ်အနေနဲ့ပဲကျွန်တော်အိမ်မက်မှတ်ကြ။နောက်ပိုင်း neuroscience ရဲ့ဖြစ်ထွန်းလာပြီးနောက်ပိုင်းမှာအိမ်မက်ကဘာလို့မှတ်တာလဲဆိုတဲ့ science ကိုထုတ်ဖော်လာနိုင်ခဲ့တယ်။ဆိုတော့ကျွန်တော်အိမ်မက်ကဘာလို့မှတ်တာလဲဆိုတဲ့အချက်လက် details ကိုကျွန်တော်တက်ချင်မယ်ဆိုရင်ကျွန်တော်တို့ အုံတော့မှာ conscious mind နဲ့ subconscious mind ရှိတယ်။သိစိတ်နဲ့မသိစိတ်အဲ့နှစ်ခုရှိတယ်။အဲ့တစ်ခုမှာကျွန်တော်အခုကျွန်တော်ကိုစကားပြောနေတာကျွန်တော်သိစိတ်နဲ့စကားပြောနေတာ။ဒါပေမဲ့အဲ့ကျွန်တော်လက်ကလူလှုပ်နေတာတွေပါတယ်ကျွန်တော်မသိစိတ်ကလှုပ်နေတာ။ဒါပေမဲ့စကားပြောနေတဲ့ဟာအုံတော့ကကျွန်တော်ကို control ပေးပြီးတော့ဒီစကားဒီလိုပြောဆိုတဲ့ဟာကိုကျွန်တော် control ပေးနေတာ။ဒါပေမဲ့ဒီဟာတွေကကျွန်တော် control မလုပ်ဘူး။ကျွန်တော်မသိစိတ်ကဒါတွေ control လုပ်နေတာ။အဲ့သဘောတရားတိုင်းမှာကျွန်တော်အိတ်တဲ့အခါကျရင်မသိစိတ်ကကျွန်တော်တို့ life ကို control လုပ်တယ်။ ကျွန်တော်အဲ့လိုအချိန်မှာတနေ့တည်းတွေးရှိတဲ့ဟာတွေတနေ့တည်းကြုံရတဲ့ဟာတွေတွေးရှိခဲ့တဲ့လူတွေပြောခဲ့တဲ့စကားတွေအဲ့ဒါတွေအကုန်လုံးကကျွန်တော်လိုအပ်လားမလိုအပ်လားဆိုတော့ तू ကအုံတော်ထဲမှာအကန့်နေခွဲပြီးစီနေတာမတိစေက तू အလုံးလုံးနေတာဒါပေမဲ့ तू အလုံးလုံးနေတဲ့အချိန်မှာကျွန်တော်မလိုအပ်တဲ့ဟာတွေကိုဖယ်ထုတ်တယ်ထုတ်ဖော်တယ်ထုတ်ဖယ်တယ်ပြီးတော့အဲ့လိုလုံးနေတဲ့အချိန်မှာပဲကျွန်တော်တို့ဘက်ကိုဖြစ်လာတဲ့ side effect တကူဟာ aim dream ဆိုတော့ဥပမာကျွန်တော်လူတိုင်းနားလည်အောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဖုန်းကို power saving mode ထားပြီးတော့ ီတိုင်းထားလိုက်တယ်လို့မျိုးပဲကျွန်တော်တို့အိတ်နေတဲ့အချိန်ကဘာဖြစ်လဲဆိုတော့ကျွန်တော် shutdown လည်းမကြအောင်အလုပ်လည်းလုပ်နေရမယ်ဒါပေမဲ့လုပ်နေတဲ့အလုပ်ကလည်းဘာမှမဖြစ်ရအောင်ဆိုတော့ဒါပေမဲ့အဲ့အချိန်မှာတုံးပြူလို့ရနေရမယ်ဗျာဒါပေမဲ့အတုံးပြူလို့ရတဲ့ဟာလည်း function အကုန်လုံးမဟုတ် power saving မှုဖွင့်လာတဲ့အခါကျရင် function အကုန်တုံးလို့မရအောင် gain တွေတော့ဆိုးလို့မရအောင်ဆိုတော့ကျွန်တော်ပြောချင်တာ power saving မှုမှာတုံးခုရှိရဗျာဆိုတော့ high quality power saving မှုကြီးတော့နောက်ဆုံးစေး power saving မှုရှိရအဲ့နောက်ဆုံးစေး phone တလုံးရဲ့နောက်ဆုံးစေး power saving မှုဖွင့်လာဆိုမျိုးပဲကျွန်တော်တို့လူတွေအိတ်တဲ့အချိန်อ่ะ လူတွေရဲ့60ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းတိရှိတဲ့လူတွေကအိမ်မထဲမှာအိမ်မဆိုးတွေမလဲရှိတယ်။အနောက်ကတရောလိုက်တယ်၊မွေလိုက်တယ်၊ကြားလိုက်တယ်၊စက်တစ်လိုက်တယ်၊ပြုတ်ကြတယ်၊တောင်ဘွားပြုတ်ကြတယ်၊တိုက်ဘွားပြုတ်ကြတယ်။ပြီးတော့ကွာထွက်ပြေးတယ်။ဆိုတော့အဲ့လိုမျိုးတွေဗျာအဲ့လိုမျိုးကျွန်တော်တို့မကောင်းတဲ့အိမ်မလေးတွေမှတ်လဲရှိတယ်။ကျွန်တော်တို့ကောင်းတဲ့ဟာတွေကမှတ်တာနည်းနည်းနဲတယ်လို့ပြောလို့ရတယ်ဗျာ။အုံးမပြပါမယ်ဆိုပထမဗီဒီယိုမှာလည်းဒီ information ကျွန်တော်ပြောခဲ့ပွားတယ်။ကျွန်တော်တို့လူအစ်စ်ကိုကျွန်တော်တို့အုံနောက်ထဲမှာကျွန်တော် phantom လို့မရအောင် but an လို့နိုင်တယ်နော်။ AI ကကျွန်တော်တို့တခါမှမမြင်ဘူးတဲ့မျက်နှာတွေကျွန်တော်တို့ထုတ်ပေးနိုင်တယ်လူလောကမှာမရှိတဲ့လူတွေရဲ့မျက်နှာတွေ AI ထုတ်ပေးနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အိမ်ကကမလုပ်ပေးနိုင်ဘူးလူတော်မလုပ်နိုင်တဲ့ AI နဲ့ဆို AI လုံးလာနိုင်တဲ့ချက်လက်တွေရှိတယ်အဲဒါတော့ထားပါတာတပိုင်းဆိုတော့ကျွန်တော်အိမ်မက်အကြောင်းပဲနေဗီဒီယိုပဲကျွန်တော်ပြောပြယောက်ျားလေးတွေနဲ့မိန်းကလေးတွေအိမ်မက်မှတ်ပုံမှန်ကြီးခွာချတယ်ယောက်ျားလေးတွေကဘလို့အိမ်မက်မျိုးမှတ်လို့ရှိလဲဆိုရင် physical activity ရိုက်တယ်ပြေးတယ်တတ်တယ်ထိုးတယ်ရံဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဟာတွေယောက်ျားလေးတွေအများစုမှတ်လို့ရှိတယ် မိန်းကလေးကြတော့ဘလို့အိမ်မျိုးမလေးရှိလေလူမေးရဲဆိုရင်ဗျာစိတ်ညစ်တယ်အသေးကွဲ့တယ်တချင်းဆိုရဲသူတို့ကအရင်သူတို့စိတ်တလေးတွေနူးညံ့တဲ့ပုံမှာသူတို့ဒီပုံစံလေးတွေပဲမှတ်လေးရှိရဲ့ဗျာဒါပေမဲ့ကျွန်တော်ပြောခဲ့တယ်မြတ်အရင်တော့စစ်ပွဲတွေပါတွေဂျုံခဲ့ရတဲ့မိန်းကလေးတွေဆိုရင်တော့အဲလိုမျိုးကြိုက်တဲ့တက်တယ်ဆိုရင်ယောက်ျားလေးအိမ်မက်တွေမှတ်ကောင်းမှန်းလာလဲဘာဆိုအိမ်မက်ဆိုတာကျွန်တော်တို့လူလောကအကြောင်းပဲကျွန်တော်အိမ်မက်ဥပမာကျွန်တော်ပြောရမယ်ဆိုရင်ဟိုးတော်ထဲမှာနေတဲ့အဖွားကိုတယောက်က UFO တွေ့တယ်ဆိုပြီးဘာတော့မှအိမ်မက်မမှမဟုတ်ဘာလို့သူမမြင်ဘူးလို့သူလောကမှာ UFO ဘယ်သူကတွေ့ရဆိုအိမ်မမှတာလေကျွန်တော် UFO နဲ့ထင်းတွေ့ရလို့ပဲအိမ်မမှတာလေဆိုတော့ကျွန်တော်ဘဝမှာမြင်မှုတွေ့ဦးတဲ့အရာတွေပဲကျွန်တော်အိမ်မကမှတ်လဲရှိတာဥပမာကျွန်တော်နောက်တစ်ခုပြောရမယ်ဆိုရင်အသက်60ကျော်တဲ့လူတွေမှတ်တဲ့အိမ်မက black and white ဖြစ်နေလေဘာဆိုတော့သူတို့ဘဝမှာသူတို့ကြုံခဲ့တဲ့အိမ်ဟာတွေ့ရတဲ့ဟာတွေသူတို့ကြုံခဲ့တဲ့ရုပ်ရှင်တွေအဲ့ဒါတွေအကုန်လုံး black and white နေနေပဲလာလို့ဒါပေမဲ့ကျွန်တော်တို့အိမ်မက်တွေနည်းနည်း colorful ဖြစ်နေတယ်ဗျတကယ်လို့ကိုယ့်အိမ်မှာအသက်60ကျော်ဝါတဲ့လူတွေဟိုးဟိုးအရှိခကလူတွေရှိနေတယ်သူတို့အိမ်မက်ကဘာအကြောင်းလဲဆိုပြီးမေးကြည့်ပါမှတ်မိတဲ့လူရှိတယ်ဆိုတေးကြပေါ့ 100%ကျွန်တော်ပြောရရင် black and white ပဲဖြစ်လာတယ်။ဘာလို့လဲဆိုတော့သူတို့ကြီးရဲ့ရုပ်ရှင်တွေကလည်း black and white ပဲဖြစ်ခဲ့တာ။ဟုတ်အရင်တော့ဆိုတော့သူတို့ငယ်ငယ်တော့ဖြစ်လာတဲ့နိပညာအကြအဲ့အတိုင်းပဲသူတို့ mindset တွေမှာ activate လုပ်ပွားတယ်။ Okay ကျွန်တော်ပြောချင်တဲ့အဓိက topic ကကျတော့ lucid dream အိမ်မက်ကိုကျွန်တော် control လုပ်တဲ့လူတွေ။ဆိုတော့အိမ်မက်ဆိုတော့ကျွန်တော်ခုနပြောခဲ့သလိုမျိုးပဲကျွန်တော် subconscious mind ကအလုံးလုံးနေတဲ့အချိန်မှာ trap သွားလာတယ်အချက်လက်တွေ but တချို့တွေကြတော့အဲ့အိမ်မက်ထဲမှာ level ပြန်နေရဆိုရင်ကျွန်တော် game တစ်ခုကစားနေတယ်လို့ရဥပမာ GTA game ကိုကစားနေတယ်လို့မျိုးပဲကျွန်တော်တို့အိမ်မက်ထဲမှာ ကားရောက်တက်လို့ရတယ်နေပေါ်ပြန်လို့ရတယ်ဆိုတော့အဲ့လိုမျိုးဟာတွေအကုန်လုံးလုံနေလို့ရတယ်ပဲကိုကြိုက်တာကိုလုံးလို့ရတယ်ဆိုတော့အဲ့လိုမျိုးကိုထိုးလုံနိုင်တဲ့လူတွေ reality မှာရှိတယ်ဒါပေမဲ့လူလောကရဲ့20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းပဲရှိတယ်အဲ့ဒီ lucid dream ဘလို့လောက်ရလဲဆိုတော့ကျွန်တော် now video တခုမှာကျွန်တော်ထပ်ပြီးပြောပါမယ်အိမ်မက်ကိုဘလို့တွားပြီး control လုပ်ရလဲဘလို့စီစဉ်ပြီးတော့ဘလို့ control လုပ်ရလဲဆိုတော့ကျွန်တော်ပြောပြမယ်ဆိုတော့ဒီအိမ်မက်တွေကဘယ်သူတွေအတွက်အကောင်းဆုံးဖြစ်မလဲလို့ပြောရဲဆိုရင် artist တွေအတွက်အကောင်းဆုံးဖြစ်လာမယ် artist ဆိုတာလောကမှာလူတိုင်းကတော့ artist ပဲ ဘာလို့ဆိုတော့အရာရာတိုင်း art နဲ့မကင်ဘူးကျွန်တော်ခုပြောနေတဲ့စကားတွေကလည်းအမှုပညာတစ်ခုပဲကျွန်တော်ခုလှူရှားနေလှူရှားမှုတွေကလည်းအမှုပညာပဲဒီအနောက်မှာပြင်းနေတဲ့ screen ကလည်းအမှုပညာတစ်ခုပဲဆိုတော့လောကမှာမြင်တတ်တယ်ဆိုတော့အရာရာတိုင်းကအမှုပညာပဲအရာတိုင်းကလည်းလှတယ်အမှုပညာအမြင်နဲ့မြင်တယ်ဆိုရင် lucid dream ရဲ့အဓိကအချက်ကဘာလဲလို့မြင်ရဆိုရင်ကျွန်တော်ကိုယ်အိမ်မမှတ်တာကိုဖိုးသိနေတာအဓိကကျွန်တော်တို့ရဲ့အဓိကပြဿနာပါဆိုကျွန်တော်တို့အိမ်မမှတ်တာကျွန်တော်တို့မသိဘူးဥပမာကျွန်တော်ညဆိုရင် business meeting အကြောင်းတစ်ခုကျွန်တော်အိမ်မမှတ်တယ် အိမ်မက်မှတ်ပြီးတော့ပဲတစ်ဆင့်မှာကျွန်တော်အဲ့ဒါတွေအကြောင်းပြန်ပြီးစဉ်းစားနေဒီ business meeting လုံးကကြာရှုံးသွားတဲ့ပုံစံကိုအိမ်မက်မှတ်ပြီးတော့မှကျွန်တော်လန့်လို့ရတယ်။ဒါပေမဲ့အဲ့ဒါကျွန်တော်တကယ် reality ဓာကြီးဖြစ်နေတယ်ပဲကျွန်တော်ထင်လိုက်တာဗျာ။ so i business meeting ကျွန်တော်လည်းကြာရှုံးသွားတယ်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်တွေးနေကြတာဟာသွားပြီအဆင်မပြေဘူးဒါပေမဲ့လန်လို့ရတဲ့အချိန်မှာဒါတွေကတော့တကယ်မဟုတ်ပါဘူးဒါပေမဲ့တကယ် lucid dream တွေကတော့ဒါအိမ်မက်မှတ်နေတာဆိုရင်ပြီးတော့သူတို့ကိုယ်တိုင်သူတို့သိကြတယ်ကျွန်တော်တို့အနေနဲ့အဲ့ဒါကိုမသိဘူးကျွန်တော်ကိုယ်တိုင်လည်း lucid dream မှာမဟုတ်ဘူးကျွန်တော်အခုဒီ control မလုပ်နိုင်သေးဘူးနောက်ပဲကျွန်တော် လေ့လာပြီးတော့ try ကြည့်မယ်ကျွန်တော် print တဲ့တွေစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော် lucid dream မှာအထူးထူး client ရအောင်နောက် video ဘယ်လိုလုပ်ရမလဲကျွန်တော်တင်ပေးမယ်ကျွန်တော်ကိုယ်တိုင်လည်းလို့လုပ်ကြည့်မယ်ဗျာဆိုတော့စိတ်ဝင်စားကြလားဆိုတော့ lucid dream မှာလည်းအဓိကဘာလုပ်လို့ရတယ်လို့မေးဆိုတော့ telepathy teleport လုပ်လို့ရတယ်ဗျာဥပမာ teleport ဆိုတာဘာလဲဆိုတော့ကျွန်တော်ဒီမှာမြန်မာနိုင်ငံမှာကျွန်တော်ထိုင်နေတယ်ဒါပေမဲ့ lucid dream မှာတရားအနေနဲ့အမေရိကန်မှာတက်ထိုင်လို့ရတယ်ဆိုတော့ဒါပေမဲ့သူအိမ်နေနေပဲထိုင်လို့ရတာဗျာဆိုတော့ဒီခန္ဓာကိုယ်ကြီးအဲ့ကိုရောက်သွားတာမဟုတ်သူရဲ့စိတ်ကပဲအဲ့ကိုရောက်သွားတာ လူစုထွေမှာဘယ်တုန်းကရှာဖွေတွေ့ရှိခဲ့တာလဲလို့မေးဆိုရင်2000နှစ်ခုနှစ် fMRI ဆိုတဲ့ဆက်ကျွန်တော်တို့တိုင်း neuroscience ကပြီးတော့အုန်းနောက်ကို scan ရိုက်တဲ့ဆက်မှာလူစုထွေမှာတွေကဒီလိုလုံးနိုင်တယ်ဆိုပြီးတော့ရှာဖွေတွေ့ရှိခဲ့တာဆိုတော့လူစုထွေမှာတချို့ကကြတော့တဘာဝအနေနဲ့ရခဲ့တယ်ဒါမဲ့ရရင်လည်းရှားပါရဲ့တဘောင်းနေလူလောကရဲ့20ရာခိုင်နှုန်းနဲ့30ရာခိုင်နှုန်းမှာဒီလူစစ်ထွေမှာရှိရတချို့ကျတော့လေ့ကျင့်ယူပြီးတော့ရားခဲ့တဲ့လူတွေရှိတယ် တကယ်ရခဲ့တဲ့လူတွေကျွန်တော် reality မှာအများကြီးရှိတယ်တိတ်မဲ့ပညာရှင်တွေလည်းရှိတယ်အဲ့ဒါကျွန်တော်နောက်မှပြောပြမှာပါဆိုတော့ဒီ lucid dream မှာကိုလေ့ကျင့်ယူလို့ရတယ်ကျွန်တော် science ကထုတ်ဖော်ခဲ့တဲ့အချက်လက်တခုပြပြပေးမယ် lucid dream မှာနှစ်ယောက်ကိုသူတို့ science အနေနဲ့သိပ္ပံပညာရှင်တွေအများကြီးကသူတို့ကိုယ်တိုင်လိမ့်လာရတဲ့အချက်နှစ်ချက်တကယ် lucid dream မှာလုံးလို့ရတယ်ဆိုရင်နှစ်ယောက်ကိုအိတ်ခိုင်းလိုက်တယ်။ခရင်တစ်ခုမှာအိတ်ခိုင်းလိုက်တယ်။ဆိုခရင်တစ်ယောက်တစ်ခုစီမှာအိတ်ခိုင်းလိုက်တယ်။သူတို့နှစ်ယောက်ကြားထဲမှာ cap တစ်ခုပေးလိုက်တယ် အဲ့ gap တစ်ခုပြီးတော့သူတို့ owner ကိုလုံးဝ neuroscience scan တွေအကုန်လုံးတက်ထားတယ်။ဒီလူဘာတွေလုံးနေလဲဘာတွေအိမ်မက်မှတ်တယ်ဥမာသူ့ owner ကဘလို့လှူရှားနေလဲသူ့ owner ရဲ့ဘယ်နေရာ activate ဖြစ်နေလဲဘယ် wave ကသွားနေလဲဆိုတာတွေအကုန်လုံးသူတို့အကုန်လုံးအပြင်မှာထိုင်ပြီးတော့ scan လုပ်နေကြတယ်။ဒါပေမဲ့သူတို့ကအဲ့ခန်းထဲမှာအိတ်ခိုင်းတာ။ but သူတို့ကအဲ့ခန်းထဲမှာအိတ်နေနေမှာတစ်ဆင့် lucid dream ပါလေ။နှစ်ယောက်လုံး lucid dream ပါလေ။အိမ်မက်တွေသူတို့ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့လူတွေ။သူတို့ဘာလုပ်ခဲ့လဲဆိုတော့ သူတို့ကိုယ်တိုင်အိမ်မက်ထဲမှာနှစ်တောင်းနေတဲ့စကားပြောပြီးတော့ပထမတောင်းနေတဲ့လုံးဝမသိဘူးဗျာအဲ့ကျမှသူတို့တောင်းနေတဲ့စကားပြောပြီးတောင်းနေတဲ့မိတ်ဆက်ပြီးတော့မှဟိုတယောက်ကြောင့်တယောက်သိသွားတယ်ပြည့်သူတို့ပြန်နိုးထလာတယ်ပြန်နိုးထလာပြီသူတို့တယောက်ကြောင့်တယောက်ကိုအိမ်မက်ထဲမှာသူတို့ပြောတဲ့စကားတွေအကုန်လုံး scientist တွေအရှိမသူ့နာမည်ကတော့ဘသူသူကတော့ဘသူဆိုတော့အဲ့လိုမျိုးတကယ်လုံနိုင်ခဲ့တဲ့ တိတ်ပဲပညာရဲ့ဖော်ထုတ်ချက်တစ်ခုရှိအကျဉ်းအောင်ဖို့ကောင်းလေဗျလူစစ်ဒရီမှာတကယ်လူစစ်ဒရီမှာနဲ့အပြစ်မှာတွေးရှိခဲ့ပြီးတော့အပြစ်မှာမဟုတ်အိမ်မက်ထဲမှာသူတို့မတိစိတ်ကထုတ်ပေါ်တဲ့အိမ်မက်ထဲမှာသူတို့ညတွေးရှိခဲ့ပြီးတော့မှသူတို့ညစကားတွေပြောပြီးတော့တယောက်တောင်မိတ်ဆက်ခဲ့ကြတယ်ဆိုတော့မိတ်ဆက်လက်စိတ်ဝင်စားအောင်လူစစ်ဒရီမှာတယောက်ဆိုရင်အပြစ် reality မှာအဲ့လိုလုပ်လို့ရတယ်ဆိုဘလောက်တောင်ကောင်းပါဗျာ but ကျွန်တော်အရင်တော့တော့လေးလာကြည့်ဘူးခဲ့တဲ့အရင်လူစစ်ဒရီမှာအနေမဟုတ်ဘဲနဲ့ကျွန်တော်အရင်တော့တခြား topic အနေနဲ့ကျွန်တော်စိတ်ဝင်ရလှင့်သွားတဲ့ပုံစံမျိုး ရင်တော့ကျွန်တော်လေ့လာခဲ့ဘူးတယ် but အာကျွန်တော်ကိုယ်တိုင်လည်းမ try ကြည့်ခဲ့ဘူး but ကျွန်တော်ရဲ့ပရိသတ်တွေစိတ်ဝင်စားတာစိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်နောက်ပိုင်းညကျွန်တော် video မှာအဲ့နီလန်တစ်ခုတင်ပေးမယ် Lucy Dream ကဘယ်လိုလုံးလို့ရလဲဆိုတဲ့ဟာကိုကျွန်တော်နီလန်တင်ပေးမယ် but တချို့နေကြတော့လည်းဒါအောင်မလုပ်ဖို့တားကြတယ် but ကိုယ့်အခြေအနေကိုသိရဆိုတော့ခေါင်းဆောင်ပဲကျွန်တော်တို့ login မှာ Lucy Dream မှာအရင်ကျွန်တော်ကြိုက်တဲ့ scientist တွေကတကယ် Lucy Dream မှာဘယ်သူတွေလဲပြောပါစို့ Nikola Tesla နဲ့ Albert Einstein သူတို့နှစ်ယောက်ကအုံလုံးထဲမှာပဲသူတို့သူတို့အိမ်မထဲမှာပဲသူတို့ creation တွေအများကြီးလုပ်ခဲ့တယ်ဆိုတော့ Albert Einstein ကတော့အကုန်လုံးသိတဲ့အတိုင်းပဲဒါပေမဲ့ Nikola Tesla ကတော့ကျွန်တော်ပထမတစ်ခုတော့တင်ခဲ့ရသေးတယ် Nikola Tesla က life မှာအသုံးမချခဲ့ဘူးလို့တကယ် Nikola Tesla ရဲ့ fan နေကြတော့ကျွန်တော်လည်း I guess ဆိုပဲကျွန်တော်ကိုယ်တိုင် Nikola Tesla ရဲ့ fan ပဲသူတည်းရဲ့ knowledge ကိုသူ market မှာချောင်းနိုင်ခဲ့ဘူးဆိုတော့အဲ့တည်းမှာသူအနေနဲ့ခံစားချက်တွေအဲ့ရမတော်မတ်အယ်ဘာအက်ဒီဆင်နဲ့အများကြီးပြတ်တက်ခဲ့တဲ့ပြဿနာတွေအများကြီးရှိခဲ့တယ်။တကယ်လို့သိနေတယ်ဆိုတော့အဲ့ကြောင့်ကျွန်တော်ထပ်တင်ပေးပါအောင်။အရင်တော့ကျွန်တော်ဝါရှင်တန်ခုနဲ့တင်ခဲ့တယ်။ low quality နဲ့ အာကျွန်တော်အတန်ပါရှိနေပဲဆိုတော့တင်ရဘတ်နောက်လည်းကျွန်တော်တင်မယ်ဆိုရင်တော့ကိုယ်ဒီကောင်းကောင်းလေးနဲ့စကားပြောကောင်းကောင်းလေးနဲ့ကြော်ထပ်တင်ပေးမယ် thank you ပါ